မင်းဆန်တို့ရေဂျပန်စာတွေတင်နေပေမဲ့ enemy ကားတွေကိုတော့မကြည့်ဖြစ်ဘူးဆိုတဲ့သူလေးတွေရှိကြတယ်ဟုတ်ဒါဆိုရင်ဒီဗီဒီယိုလေးမှာ enemy ကားတွေကြည့်ခြင်းကဘယ်လိုရတာမျိုးတွေရမလဲဘယ်လိုကောင်းကျိုးတွေရမလဲဆိုတာကိုပြောပြပေးမှာဖြစ်တဲ့အတွက်ကြောင့်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါအောင်နော် enemy ကားတွေကြည့်ခြင်းကဘယ်လိုရတာမျိုးတွေရမလဲ enemy ကားတွေကြည့်ခြင်းကဘာသာစကားလေးလာနိုင်အောင်နေတာမကပဲဂျပန်နိုင်ငံရဲ့ရိုးရာပွဲတော်တွေရိုးရာဝတ်ဆောင်တွေလှပတဲ့ရွှေကင်းတွေ ဂျပန်နိုင်ငံရဲ့ရင်ကျေးမှုတွေ lifestyle တွေအစားရှိတာတွေကိုလေ့လာကြည့်ရှုနိုင်ပြီးတော့စိတ်ဝင်စားဖို့အရင်ကောင်းတဲ့ကြားသမျိုးစုံပါတဲ့ဇာတ်လမ်းမျိုးတွေကိုကြည့်ရှုခန်းစားရမှာပဲဖြစ်ပါတယ်ရှင်။အနမီဇက်ကာရီမှာစိတ်ကွင်းရင်ဇလန်လူသားတွေရဲ့ဘဝသိပ္ပံဇလန်နဲ့စစ်ပွဲဇလန်တွေကိုအခြေခံပြီးရေးသားထားတာပဲဖြစ်ပါတယ်။အနမီရီကြည့်ခြင်းကနေဘာတွေကိုသိယူနိုင်မလဲ Japanese focus တွေ sentence structure တွေ slang အစရှိတာတွေကို anime တွေကြည့်ခြင်းမှလွတ်လပ်စွာသိယူတတ်မြောက်နိုင်ပါတယ်။ listening တိုးတက်ဖို့အတွက် အကောင်းဆုံးနည်းလမ်းကိုပြောပြပါဆိုရင်တော့ subtitle တွေနဲ့ကြည့်တာရပဲဖြစ်ပါတယ်။ဘလိုမျိုးဇာတ်ကားတွေကိုစကြည့်ရမလဲ။ဘလိုဇာတ်ကားတွေကဘလိုရသမျိုးတွေပေးတယ်လဲဆိုတာကိုအနေချင်းထပ်ပြောပြပါမယ်။ 1932ခုနှစ်မှ1926ခုနှစ်အထိတိုင်းရှုံးအရာလို့ခေါ်တဲ့အချိန်ကာလရဲ့အရင်ကျေးမှုတွေကိုကြည့်ကျင်နေဆိုရင်တော့ Demon Slayer ဆိုတဲ့ဇာတ်ကောင်ကို recommend ပေးပါတယ်ရှင်။ဒီဇာတ်ကောင်မှာဆိုရင်ဇာတ်ကောင်တွေရဲ့ဝတ်စားစင်ရင်ပုံတွေရင်ကျေးမှုအယူအဆတွေက တိုင်းရှုံးအချိန်ကာလကိုဖော်ပြပြီးတော့လူမှုအတိုင်းအဝိုင်းနဲ့မိသားစုကိုအလေးပေးတန်ဖိုးထားပုံတွေကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။နောက်ထပ် enemy ဇာတ်ကောင်ရဲ့လို့ပြောရရင် နမဲကြီးပြီးလူကြိုက်များခဲ့တဲ့တဘာဝအလှတွေနဲ့ဆဲလို့ရှာစရာမြင်ကွင်းတွေကိုမြင်တွေ့ရမယ် your name ဆိုတဲ့ဇာတ်ကားလေးကိုလည်းမကြည့်မဖြစ်ကြည့်ကြည့်ပါเนาะဇက်ကောင်နေဖြစ်တဲ့မီဆူအားနဲ့ထက်ခိရွဲ့အကြမှာဘယ်လိုမျိုးချိတ်ဆက်မှုတွေရှိပြီးတော့ဘယ်လိုမျိုးခံစားချက်တွေဖြစ်ပေါ်လာမလဲဆိုတာကိုစဲလုံရှာပွဲမြင်တွေ့ရမှာပဲဖြစ်ပါတယ်။မိုင်းနိုင်ဘောက်တော်တော်ရုံနဲ့ပုံညိုဆိုတဲ့ဇက်ကားတွေကတော့စိတ်ကိုအေဂျင်စီပြီးတော့စိတ်ပျော်ရွှင်စေတဲ့ဇက်ကားတွေပဲဖြစ်ပါတယ်။ ဒီဇက်ကားတွေကတော့ပြောပြစရာမလိုပါနာမည်ကြည့်ပြီးလူကြိုက်များမှုတဲ့ဇက်ကားတွေဖြစ်တဲ့အတွက်ကြောင့်မကြည့်ဘူးသေးတဲ့သူလေးတွေဆိုကြည့်ကိုကြည့်တင်ပါတယ်နော်ဂျပန်နိုင်ငံရဲ့အိမ်တွေလမ်းတွေကိုအသက်ဝင်မှန်ကန်အောင် ပုံဖော်ရိုက်ကူထားတဲ့ Whisper the Head ဆိုတဲ့ဇက်ကားလေးမှာဆိုရင်ဂျပန်ဗိုက်ရမယ်အပြင်အဓိကဇက်ကောင်ဖြစ်တဲ့ရှီဇူကုဆိုတဲ့ကောင်မလေးဟာသူ့ဖက်တဲ့စာအုပ်တိုင်းမှာတွေ့ရတဲ့ဆေးကြီးဆိုတဲ့နာမည်ကိုစိတ်ဝင်စားရမှာအစချီက သူတို့နဲ့ဦးတွေ့ဆောင်ပုံနဲ့အတူယူစရာကောင်းတဲ့ချစ်ချင်းမေတ္တာတွေကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ motivation နဲ့ဖြစ်ချင်သူတွေအနေနဲ့ကတော့ One Piece, Naruto စတဲ့ဇာတ်ကားတွေကိုကြည့်ဖို့တိုက်တွန်းလိုက်ရပါတယ်။ One Piece မှာဆိုရင် Luffy ကသူ့ရဲ့စိတ်ကူးအိမ်မတ်တွေကိုလက်မလျှော့ပဲတဖြည်းဖြည်းအောင်မြင်လာပုံတွေ Naruto ရဲ့မလျှော့တော့စွမ်းနဲ့ဘလိုမျိုးကြိုးစားခဲ့တယ်လဲဆိုတာကိုစိတ်ဝင်စားကြည့်ရှုရမှာဆိုတော့တကယ်ကိုကြည့်တဲ့ဇာတ်ကားတွေပဲဖြစ်ပါတယ်။ ဇလန်းစကော့တင်ရဲ့ကာရိုက်တာအသွင်ပြင်းတွေကကိုယ့်ရဲ့စိတ်ကူးစိတ်တမ်းတွေကိုလည်းတိုးတက်လာစေပါတယ်။အဲ့ဒါတွေအပြင် animation style တွေ storytelling နည်းလမ်းတွေကလည်း animator ဖြစ်ကျင်သူတွေအတွက်အရန်ကိုအသုံးဝင်ပါသေးတယ်။ anime ဇက်ကတွေကဂျပန်ရင်ကျင်းမှုကိုကပောင်မိတ်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကဲဂျပန်စာသင်နေပေမဲ့ anime ကတွေမကြည့်ဖြစ်ဘူးဆိုတဲ့သူလေးတွေကအရှိမပြောသွားခဲ့တဲ့ဇာတ်ကားလေးတွေကိုအရင်ဆုံးကြည့်ကြည့်ဖို့တိုက်တွန်းလိုက်ရပါတယ်။ အနမီကားတွေကြည့်ရတာတိုက်တဲ့သူတွေအနေနဲ့လည်းဘဲဇက်ကားတွေကကြည့်လို့ကောင်းတယ်လဲဆိုတာအခြားသူတွေအတွက် comment မှာမှတ်ခဲ့ပေးပါအောင်နော်။ကြာမင်းနာဆောင်မှာ미테그레테아리가토네 ACEJM Company Limited